အားလုံးမင်္ဂလာပါ Dragon Fish Show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်လည်းပါဘူးအတင်းကတော့မင်းညာတို့ကဒါချန်ပီယံလိအဝေးကွင်းသွားပြီးတော့ကစားခဲ့ရတယ်ဗောလေဒီ HW မှာသွားပြီးတော့ကစားခဲ့ရတဲ့အဝေးကွင်းပွဲစဉ်မှာဆိုရင်တော့ဒါရှုံးနိုင်ခဲ့ပြန်တယ်ဒီရှုံးနိုင်မှုကဒီ၄ရက်အတွင်းမှာနှစ်ကြိမ်ရှုံးနိုင်မှုဗောလေဒုတိယအမြောက်ရှုံးနိုင်မှုတစ်ခုဖြစ်တယ်ဒါချန်ပီယံလိမှာပထမဆုံးရှုံးပွဲဖြစ်ပြီးတော့ပရီးမီးယားလိနဲ့ချန်ပီယံလိမှာဆိုရင်ဒါနှစ်ပွဲဆက်နှစ်ပွဲဒုတိယအမြောက်ရှုံးပွဲတစ်ပွဲဖြစ်လာတယ်ဆိုတော့ ဒီဂျုံဘွဲကအသင်းနဲ့ပတ်သက်ပြီးတော့အများကြီးထိခိုက်မှုတော့မရှိဘူးချန်ပီယံလိမ့်မှာကဒီဂျုံဘွဲတပွဲကြောင့်လည်းကျွန်တော်တို့ဒါနော့ကောက်အဆင့်လည်းမဟုတ်ဘူးထွက်သွားရတာတွေပါလည်းမရှိဘူးအဲ့အတွက်ကျွန်တော်တို့ဘာမှအများကြီးတော့စိတ်ပူစရာမလိုဘူးပေါ့လေရှုံးသွားတာကကိစ္စမရှိဘူးပြောချင်တာကရှုံးသွားတာကဘာမှဖြစ်မနေဘူးဘာကိစ္စမှလည်းရှိမနေဘူးဒါပေမဲ့ကိစ္စရှိနေတဲ့အရာကအဲ့ဒီဘွဲမှာမလိုအပ်တဲ့ injury တွေဖြစ်သွားတယ်အဲပြီးလို့ရှိရင်အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဗျာ ဒါ defense line မှာကစားပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်လေးကိုစိုးရင်စရာကောင်းတယ်။ဘာဖြစ်လဲဆိုတော့ညာကတော့ပွဲမှာဒါ Vagel Van Dijk နဲ့ဒါ Frim Bang Frim Bang ကိုဒါအရှိမထားပြီးတော့ Vagel Van Dijk Ibrahim Konna De Dominic Soboslai နဲ့ Milo Kakak တို့ကိုပွဲထွက်လာတယ်။အဲ့ဒီတည်းမှာဒါ Vagel Van Dijk နဲ့ Dominic Soboslai တို့လောက်တာကောင်းကောင်းမွန်မွန်ဒါ defense ကိုလုံနိုင်ပြီးတော့အဲ့အဲ့ဒီမှာလည်းဘယ်လိုမှမလုပ်ရအောင်ဒါ Dominic Soboslai ဆိုတာလေလုံးဝ defender မဟုတ်ဘူး သူရဲ့ culture က defender culture မဟုတ်ဘူးအဲ့ဒီအတွက်သူရဲ့ generation က defender မဟုတ်တာဖြစ်တဲ့အတွက်သူမလိုလားအပ်တဲ့အမှားကိုလုပ်လိုက်တယ်သူရဲ့မပါနိုင်မှုကတဆင့်ပဲဒီ penalty ကိုပေးလိုက်ရတယ်အဲ့ဒီ penalty ကြောင့်ပဲကျွန်တော်တို့ရှုံးခဲ့ရတာပေါ့လေအဲဒီကနေ့ပွဲစဉ်ကိုအကောင်လုံးပြန်ပြီးတော့ခြုံကြည့်မယ်ဆိုရင်အသင်းမှာကစားခဲ့တဲ့7ဦးလုံးမှာဂိုးမား Alisson Becker ကလွဲပြီးတော့ကျန်တဲ့ကစားသမား7ဦးလုံးကတကယ်ကို strike ဖြစ်တယ်တော်တော်လေးကို strike ဖြစ်တယ်ဗျာ ပါကျွန်တော်တို့ညကကျွန်တော်တို့အတင်းကညကအဲ့ဒီပွဲစဉ်မှာဂိုးမပေးရသေးတဲ့အခြေအနေထိတော့ကျွန်တော်တို့တော်တော်လေးကောင်းခဲ့တော်တော်လေးကမှအတိုးလို့အခြေအဆက်လေးတွေဒါအတိုးစိတ်လေးတွေကတော်တော်လေးကိုကြည့်ကြည့်ကြည့်လို့ကောင်းခဲ့တယ်အကစားပုံကလည်းတော်တော်လေးညံ့ညံ့ညောရှိရဗျာတတရရအေးအေးစစ်စစ်ပဲဘောလုံးကိုကင်ထားတယ်လိုရင်လိုတလို့လှဲ့တယ်လိုတဲ့နေရာကိုလိုတလို့ပေးနိုင်တယ်ရောက်အောင်လည်းသွားနိုင်တယ်တိုက်စစ်ရှင်မဲ့ဆိုရင်တိုက်စစ်ကိုထိရောက်အောင်လုပ်နိုင်တယ်တဖက် defend ကိုတဖက် defender ကိုလည်းတော်တော်ကြီးကမှ pressure ပေးနိုင်တဲ့အနေအထားမျိုး အဲတော်တော်လေးကိုမှကောင်းခဲ့တဲ့အခြေအနေမျိုးကိုပန်းဆန်ခဲ့ရပေါ့လေတို့ပဲမဲ့လေသွင်းကိုတကူခွင့်ပြုပေးခဲ့ရတဲ့နောက်ပိုင်းမှာလဘဘူးသင်းကစာပြီးတော့ရုံးကန်လာရတယ်အထူးသဖြင့်များဒီကနေ့မှာကွင်းလှယ်မှာဆိုရင်ဒါတွဲပေးထားတာက Ryan Grandback ကားရဲ့ဂျုံနဲ့နောက်ထပ်ဒါ Foreign Vier တို့ကိုတွဲပေးထားတယ်အဲဒီထဲမှာမှကားရဲ့ဂျုံကလည်း Foreign Vier နဲ့ကဘလို့မှအဆင်ပြေမနေဘူး Ryan Grandback ကလည်း Foreign Vier နဲ့ကဘလို့မှအဆင်ပြေမနေဘူး ော်ဒါ front view ကမကောင်းဘူးလို့တော့ပြောချင်တာမဟုတ်ဘူးပေါ့လေဒါပေမဲ့လည်းကျွန်တော်ကိုယ်သိတဲ့အတိုင်းပဲညက front back ကသူအစာပိုင်းမှာတော့တကယ်ကောင်းတယ်ဗျာအစာပိုင်းမှာကျွန်တော်လက်ခံရမယ် front view ကတကယ်ကောင်းခဲ့တယ်သို့ပေမဲ့နောက်ပိုင်းပွဲချိန်တွေမှာ တကယ်တမ်းလောက်ရကန်ရမယ်အခြေအနေမျိုးတွေမှာကျွန်တော်တွေအားမရသေးဘူးဒါနောက်ထပ်ပေါ်လေသူရှိကအားမရတဲ့ပွဲစဉ်တစ်ပွဲကိုထပ်ပြီးတော့ကျွန်တော်တို့တွေ့ရသေးရဲ့ဆိုတော့ဒီနေရာမျိုးမှာလေဗျာဘယ်လိုမျိုးလဲလက်ရှိမှာဆိုရင်ကွင်းလယ်နေရာမှာဆိုရင်လည်း ဒါ dominate soul sign တို့ကိုပုံမှန်အတိုင်းဆိုရင်ပြ dominate soul star အာဒါကားတွေဂျုံနဲ့ grammar battle ကိုတွဲပြီးရင်တွဲပြီးဒါမှမဟုတ်ဘူးဆိုရင်လည်းအာဒါ alisa တို့ဘာတို့ကိုလည်းပြန်ထည့်ရင်ထည့်လို့ရတယ်ပေါ့လေကျွန်တော်ဒီထဲမှာကျွန်တော်ရဲ့ဒါ personal အမြင်ရပေါ့လေကျွန်တော်ရဲ့ personal အမြင်ရဆိုရင်ကျွန်တော်မကြိုက်တဲ့အရာကဘာလဲဆိုတော့လုံးဝဗျာဒီ position မှာအမြဲတမ်းလိုလိုပုံနဲ့ကစားနေတယ်သူ့ရဲ့ culture သူ့ရဲ့ position ဖြစ်တဲ့ bradley တို့ပြီးလို့ရှိရင် frame bound တို့ကိုမတုံးဝင်နေဒါ dominate soul sign ကို right back အနေနဲ့တုံးလာတာ ါကတော့တော်တော်လေးဆိုးတဲ့အရာလို့တော့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ dominant suppose ကအဲ့ညမှာမကောင်းဖို့ကောင်းနေဗျာ။မကောင်းဖို့ကောင်းနေ။တိုးပြင်မဲ့ dominant suppose line ကို right ဘက်မှာသုံးလာတယ်ဆိုတာကတခြားဥက္ကသမားတွေနာနေလို့ဒါတခြားသုံးရကတော့မရှိဘူးဆိုရင်ဒါကိစ္စမရှိဘူး။ဒါပေမဲ့အခုမှက friend bound လည်းရှိတယ်။အဲပြီးလို့ရှိရင်အဲ့ဒီနေရာတော့ Bradley ကလည်းလုံးဝ fit ဖြစ်တယ်။တိုးပြင်မဲ့အဲ့ဒါကိုသုံးမလာဘူးဆိုတာကတော့ဒါနည်းနည်းလေးတော့လီဗျာရဲ့ဒါအဓိကတော့ဘာလဲဘယ်လိုလုပ်လဲသူ့ရဲ့နီးစနစ်ပိုင်းပါလေသူ့ရဲ့နီးစနစ်ပိုင်းကိုသူ့သားအတိတ်သုံးဖြစ်လိမ့်မယ်။ ။သွေးမြေညာကသူ့လောက်သွားတဲ့ပုံစံမှာတော့တကယ်ကိုအလုံးမဖြစ်ခဲ့ဘူး။အတို့သဖြင့်ပွဲချိန်နောက်ပိုင်းတကယ်လိုအပ်လာတဲ့အချိန်တွေမိနစ်60ကျော်သွားတဲ့အချိန်မှာကျွန်တော်တို့ဘာဘူးတင်းကအမားတွေအမားတွေကိုတစ်ခုပြီးတစ်ခုဇက်တိုက်လို့လို့ကျူးကျူးကျူးလွန်လာတယ်။ပေါ်ဆိုရတာကဗျာတစ်ဖက်က လာတဲ့ဒါ transaction ကလာတယ်တစ်ဖက်က transaction တွေကလာတယ်ကောင်တာတိုက်ချက်တွေပါတယ်ကိုကျွန်တော်တို့ defend တာကတော်တော်လေးကိုလိုအပ်ချက်တွေများခဲ့တယ်ဒါတော့မှ Alison Becker ကပြီးခဲ့တဲ့ Crystal Palace Crystal Palace နဲ့ပွဲစဉ်ကလိုမျိုးတော်တော်လေးကောင်းခဲ့တဲ့အရာတခုကိုပန်းဆိုင်ခဲ့လို့ အဲ့လိုမျိုးသာမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့အဲ့ဒီပွဲစဉ်မှာလည်းဇေယျာဘောက်ကိုကထပ်ပြီးတော့နှောက်ကိုသုံးကိုပေးရအောင်ပါဆိုတော့တော်တော်လေးကံကောင်းခဲ့လို့ဒါအလစင်ဘက်ကတော်တော်လေးကောင်းခဲ့လို့ဒါကျွန်တော်တို့ဒီလောက်နဲ့ခွင့်ပြုထားရတယ်ဝမ်စီဆိုတဲ့ရလာနဲ့ကျွန်တော်တို့ကျင်နဲ့ထားခဲ့ရတာဆိုတော့တော်တော်လေးကိုအခြေအနေဆိုးတဲ့အရာပါဒီဂျပန်နာရဲ့ဒီဒီဖန့်လိုင်းကစားပုံကိုဒါအာနက်စတော့တွေကသေသေးချာချာလေးတော့ပြုပြင်သင့်တယ်လို့တော့ထင်တယ်။ကျန်တဲ့အပိုင်းဒီမှာဆိုရင်များဘယ်လိုပြောလဲထပ်ပြီးတော့တိုက်ဆက်မှာဆိုရင်လည်းလက်ရှိမှာကျွန်တော်တို့က ကျွန်တော်လည်းပါဘူးတင်ကဒီရာဒီမှာဒီပွဲနဲ့ဆိုရင်နှစ်ပွဲရှုံးတယ်ပေါ့လေရှုံးခဲ့တဲ့နှစ်ပွဲမှာကျွန်တော်တို့ကဂိုးစပေးလိုက်ရတဲ့ပွဲစဉ်နှစ်ပွဲလုံးရှုံးတာအာပုံမှန်တိုင်းဆိုပြကျွန်တော်တို့ကဂိုးအများတန်းစပြီးတော့ရတယ်ကျွန်တော်တို့ဂိုးစရတဲ့ပွဲစဉ်မှာဆိုရင်အများတန်းနိုင်ခဲ့ပြီးတော့ဂိုးစပြီးတော့ပေးခဲ့ရတဲ့ပွဲစဉ်မှာဆိုအများတန်းရှုံးနေသလိုဖြစ်နေတာဆိုတော့ဒါကိုလည်းအကောင်းဆုံးပြန်ပြီးတော့ပြည့်ပြင်ဖို့လိုအပ်တယ်ပေါ့ဗျဟုတ်တယ်ပြောမလဲဒီနေရာမှာတဖက်အသင်းကဒါ ဘာဖြစ်မလဲမစ်ပလော့တွေဒါကျွန်တော်အများတန်းပြောနေကြအတိုင်းပဲပေါ့လေဒါမစ်ပလော့တွေလိုပလော့တွေကစားတဲ့အခါကျလို့ရှိရင်လီဗာပူးတင်းကဖြည့်ရှင်းတာတော်တော်လေးခက်တယ်တော်တော်လေးကိုကြက်ကြက်တဲတဲနဲ့ဖြည့်ရှင်းတာဘယ်လိုပြောလို့များအမေဘလော့လိုဘလော့ကစားတဲ့အသေးနဲ့ဆိုရင်ဖြည့်ရှင်းရတာကအနေနဲ့အဖြေကနေနဲ့ခက်နေတယ်လို့မျိုးဖြစ်နေတာအများတန်းလို့လို့ပြီးတော့ anesthetic အနေနဲ့ဒါကိုလည်းတေချာပေါက်ပြင်ဆင်နေတယ်လို့တော့ကျွန်တော်ထင်တယ်အထူးသဖြင့်ကျွန်တော်တို့ရဲ့ tight set မှာကလက်ရှိဒီကနေ့မှအဲ့ဒီနေ့မှာပွဲထွက်လာတာဆိုရင်ဒါ frame bound နဲ့ frame bound ကိုဒါ right wing ကိုထက် right wing ကိုထက်သုံးလာတယ်ဖင်ပေါင်ရှူဘူး EKTK နဲ့ဒါကိုရီကပိုတို့ကိုသုံးလာတယ်အဲ့ဒီမှာကိုရီကပိုကလည်းဒီကနေ့ပွဲစဉ်မှာတော့တော်တော်လေးကိုပန်းဘယ်လိုပြောမလဲပုံမှန်ပွဲစဉ်ကတည်းကဆိုင်တော်တော်လေးကောင်းခဲ့တဲ့သူလို့ပြောရမှာပေါ့လေဒီတိုက်စစ်သုံးမှုထဲမှာမှကိုရီကပိုကပိုပြီးတော့ကောင်းတဲ့သူလို့ပြောမယ်ဆိုရင်တော့မှပဲရသေးတယ်အဲဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာဖင်ပောင်ကိုလည်းကျွန်တော်တို့အကောင်းဆုံးပုံစံမတွေ့ရသေးဘူးကျွန်တော်တို့ဒီဘက်ဒီအနီမှာဖြစ်နေတဲ့အဓိကပြဿနာကဗျာဘာလဲဆိုတော့ကျွန်တော်တို့အဓိကဖြစ်နေတဲ့ပြဿနာက ဒီအဒီမှာခေါ်ခဲ့တဲ့ကစားသမားအသစ်တွေထဲမှာမှအကုန်လုံးကစားသမားအသစ်တွေကျွန်တော်အများကြီးခေါ်ခဲ့အခုဥမာဘယ်လိုများ main line နဲ့ထဲမှာဆိုညာမီလိုကာကတ်ရှိမယ်ဖင်ဘောင်ရှိမယ်ဖရန်ဗီယက်ရှိမယ်ယူကူ EKDG ရှိမယ်အဲအဲ့ဒီကစားသမားတွေထဲမှာမှကျွန်တော်တို့ဒါ ESET ရှိမယ်ဗောလေအဲ့ဒီထဲမှာမှကျွန်တော်တို့အလက်ကယူကူ EKDG ကလွဲပြီးကျန်တဲ့ကစားသမားတွေကအသင်းနဲ့အံဝင်သေးဘူးဗျအဲ့ဒါကတကယ်ပြဿနာဖြစ်နေတာအဲ့ဒါကအဓိကတော်တော်ဆိုးတဲ့ပြဿနာဖြစ်နေတယ်ဘာလို့လဲဆိုတော့အဲတစ်ဖက်ကဗျာ ကာကတ်တို့ဆိုရင်လည်းဒီကနေ့ပွဲစဉ်မှာသူတောက်လျှောက်ဒါ crow အမားတွေ present အမားတွေတောက်လျှောက်တွေ့ရတယ်အ Fro and VS ဆိုရင်လည်းဒီတိုင်းပဲသူတလုံးဆိုရင်ဒါ Liverpool အသင်းဘက်ကိုပြန်ပြီးတော့ penalty ပေးလိုက်ရတဲ့အလုံးဆိုရင်အဲ့ဒါကိုရီဘက်ကဆာပြီးတော့တိုက်ဆစ်စင်တာ Liverpool ကတိုက်ဆစ်စင်ပြီးတော့ Liverpool ကဂိုးရခံပြီးအနေထားနေကြုံခဲ့တာအဲ့ဒီအရာမျိုးမှာမှာ counter တိုက်ဆစ်ကနေပြီးတော့ပြန်ပြီးတော့ penalty ပေးခဲ့ရတာ အဲ့လိုဆိုရင် from the ရဲ့ဒါသူပြန်ပြီးတော့ပေးတဲ့အလုံးကသူချပေးခဲ့တဲ့အလုံးကနောက်ပေါက်နဲ့ချပေးလိုက်တာကကျုပ်ကို EGD ကရှိမလားဘူးပါမလားဘူးဒါဒီနားလက်မှုတွေပို့ပြီးတော့တူဦးနဲ့တူပို့ပြီးတော့ရှိနေဖို့တော့လိုအပ်နေပြီပေါ့လေအဲဒီကပြဿနာကအဲ့လိုမျိုးကစားသမားအစ်တွေကအသင်းမှာအထိုင်မကြသေးတာပါအသင်းအတွက်တော်တော်လေးကိုမှနင်းလာရမယ့်အချက်ဖြစ်တယ်ပေါ့လေဒီပြအာနစ်တော့ပြန်ပြီးတော့စဉ်းစားရမှာဗျာဒီနေ့မှပြောစရာတော့ရှိတယ်ပေါ့လေ ်မိဖအာနေဆိုတော့ဒါပြန်ပြီးတော့စဉ်းစားရမှာကသူကစားသမားတအုပ်ကိုဒါဖရန်ဗီယက်ကိုဒါသူဈေးကြီးခေါ်ထားတယ်ဒီစားသမားကိုသူဖလုံးမဖြစ်ချင်ဘူးအဲ့ဒီတော့ဒီစားသမားကိုသူအစင်ပြေတဲ့နေရာမှာလိုက်ပြီးတော့သုံးတယ်အစင်ပြေတဲ့နေရာတိုင်းမှာလိုက်ပြီးတော့သုံးတယ်သုံးပေမဲ့ဒီစားသမားကအစင်ပြေမနေဘူးအစင်မပြေနေတဲ့စားသမားကိုပွင်းထဲမှာမိနစ်60အထိထားမဲ့အစားအစင်ပြေနိုင်တဲ့ကစားသမားကိုဒါထည့်ပြီးတော့ရာလက်ကိုအပြောင်းလဲနေလို့တင့်နေပြီလို့ကျွန်တော်ထင်တယ်ဒီကစားသမားကိုဦးတည်ပြီးတော့ဒီကစားသမားကောင်းလာမှအစင်ပြေမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့သဘောမကျဘူးဗျာဒါပုံမှန်နေလင်းပြောတာဗျာဒီညမှာအကျွန်တော်တို့ပြောတာရရှိလိမ့်မယ်ဗျာကျွန်တော်အမြင်မကျဉ်းစားမှနဲ့လို့မင်းကဘာသိလို့ရောလို့အဲပြီးလို့ရှင်မင်းကအမြဲတမ်းလို့လို့ negative ပဲမြင်တာကျွန်တော် negative ပဲမြင်တာမဟုတ်ဘူးဗျာဒီကကျွန်တော်ဒီညမှာ negative ပဲမြင်နေတာမဟုတ်ဘူးကျွန်တော်ကျွန်တော်အသိဟိုဘယ်လိုပြောလဲဟိုအသိကိုကိုကောင်းကြောင်ပြောချင်တာပါဗျာကိုအသိကိုဘာလို့အသိကဘလောက်ထိအောင်ကောင်းနေกว่าလို့ပြောချင်တာဘူးသို့ပေမဲ့အဲ့လိုမျိုးပြောလို့ရတဲ့အနေအထားတွေကျွန်တော်တို့အသိမှာလက်ရှိအခြေအနေမျိုးတွေကိုပိုင်းဆိုင်မနေသေးဘူးဆိုတော့ လက်ရှိမှာကကျွန်တော်အတင်းကလိုအပ်တာလိုအပ်တာလေးရှိသေးတယ်။သို့ပေမဲ့ဒီကနေ့အဲ့ဒီပွဲစဉ်ကိုရှုံးနေခဲ့တယ်ဗောလေ။အဲပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဆိုရင်လည်းနီးပြတ်ဖြစ်သူအာနိစလော့ကဘာတွေပြောလာလဲဆိုတော့ရှုံးနေခဲ့တဲ့အတွက်၄ရက်တွင်မှာဗျာ၂ပွဲရှုံးတာအတွက်သူစိတ်မကောင်းဘူးဗောဗျာ။အဲစိတ်မကောင်းမှသူအဆင်မပြေနေဘူး။သူစိတ်တွေကပုံမှန်ဖြစ်မနေဘူး။အဲပြီးလို့ရှိရင်အဲနောက်ထပ်ဒီကစားသမားတွေကိုဆုံးလင်းမထုတ်လာဘူးဆိုတော့ကလည်းပြီးတဲ့ ပြီးခဲ့တဲ့ရာသီကြိုခြေဆံပွဲတွေမှာလွဲခဲ့တဲ့ကစားသမားတွေရှိတယ်အဲ့ဒီတော့ကစားသမားတွေကိုပုံမှန်အမြဲတမ်းပွဲမထုတ်ခဲ့တာဗောလေဆာလာလို့ဘရန်ဒန်လေးကိုပွဲမထုတ်ခဲ့တာလို့သူပြောသွားတယ်ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းလို့လို့ဒါတပတ်အတွင်းမှာ၃ပွဲကစားရတဲ့ကစားသမားတွေကအမြဲတမ်းလို့မိနစ်60ကစားရတာတော်တော်လေးခက်ခဲတဲ့ဘာညာပေါ့ဗျာဒါတွေပြောသွားတယ်ဆိုတော့ကျွန်တော်တို့ကတေချာပေါက်ဒီလိုမျိုးလိုဘလော့မေဘလော့တွေကစားတဲ့အသင်းတွေနဲ့တွေ့လို့ရှိရင်တော့တေချာပေါက်ဖြည့်ရှင်းရမယ့်အဖြစ်တစ်ခုကိုတော့အနေဆိုရှာသိနေပြီလို့ထင်တယ် ဆိုတော့ကျွန်တော်ကိုဘယ်လိုမြင်ကြလဲဆက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း like subscribe လုပ်ကြပါဦးကျေးဇူးများအားတင်ပါတယ်